ဆိုဖီမြာအလုံးမဲမိကလာပါရှင်အနည်းငယ် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အနည်းက manifestation ကြီးအောင်မြင်စေဖို့အတွက်အလှအပ်ချက်လေးတခုကိုဝေမျှပေးသွားမှာဖြစ်ပါတယ်ဆိုတော့ manifest လုပ်တယ်ဆိုတာဘာလဲဆိုတာကနေစပြီးတော့အနည်းကအကြမ်းမြင်လေးစပြီးတော့မှဝေမျှပေးခြင်းပါတယ်ဒီဗီဒီယိုကိုကြည့်နေတဲ့အနည်းတို့ဆိုဖီမြာအလုံးကတော့ manifestation လို့လား attraction လို့စိတ်ရဆောင်အားတို့အကြောင်းကိုတည်ထားပြီးသားဖြစ်မယ်လို့လည်းအနည်းယုံကြည်နေတယ်ဆိုလူတယောက်ဟာကိုယ့်ရဲ့စိတ်ကိုအတုံးချပြီးရင်ကိုယ့်ရဲ့ဘဝကိုကိုယ်လိုချင်တဲ့ပုံစံအတိုင်း ဖန်တီးလို့ရတယ်ဆိုတာကို Enero က manifestation လုပ်တယ်လို့ခေါ်ပါတယ်။ဒါပေမဲ့ manifestation ဆိုတဲ့အရာကရုပ်ရည်ကြီးပေါ်ပေါက်လာတဲ့ပညာရဲ့အတစ်တစ်ခုတော့မဟုတ်နေပါဘူး။ manifest လုပ်တယ်ဆိုတာအညမွေးကလေးကမိမိနဲ့အတူရှိနေခဲ့တဲ့ကိုကိုရိုင်းတော့လုံးလုံးလုံးနေမှမသိပဲလုံးမိနေတဲ့အရာတစ်ခုဖြစ်နေပါတယ်။ဆိုတော့ manifest လုပ်တယ်ဆိုတာတကယ်ကတော့ကိုယ့်ရဲ့စိတ်ကနေတွေးတောလိုက်တဲ့အရာတွေကကိုယ့်ရဲ့လက်တွေ့ဘဝမှာဖြစ်လာစေတာပဲ။ဒီလိုဖြစ်အောင်လုံးနိုင်တဲ့အရေးချင်းတွေမှာလေအနေရောလူသားအလုံးမှာပါဝါခဲ့ အဲဒီလိုဖြစ်အောင်လုပ်နိုင်တဲ့အရေးချင်းတွေလည်းအနေနဲ့လူသားအလုံးကမွေးရပါပါလာခဲ့ကြတယ်။အနေကတော့အဲ့ဒီအရေးချင်းကို superhuman power လို့ခေါ်ပါတယ်နော်။အနေနဲ့ဆက်လက်နေရမှာတွေ့ဘူးတဲ့ဒီ superhero တွေလို့ပေါ့နော်။အနေနဲ့အလုံးကလည်းတကယ်တော့ superhero တွေဖြစ်တယ်။လူတွေကမွေးလာတဲ့ဟာစိတ်ရဆွာအားပါလာခဲ့ကြတယ်။စင်စာတွေ့တော်နိုင်တဲ့ဉာဏ်လေးပါလာခဲ့တယ်လို့ဝမ်းတွင်းမာလေးပဲအလိုလိုတိစိတ်ဉာဏ်လေးလည်းပါလာခဲ့ကြတယ်။အဲ့ဉာဏ်လေးတစ်ခုကိုပေါင်းဆက်ပြီးတော့ကိုလိုတလို့အသုံးချပြီးတော့မှကိုကိုကိုရောကိုနေထိုင်တဲ့ကဘာကြီးကိုတော့ပြောင်းလဲနိုင်တယ် ောက်တဲ့စွမ်းရည်တက်တီတွေလူသားတွေမှာပါလာခဲ့ကြပါတယ်ဒါပေမဲ့အနေရောကအဲ့လိုလုံနိုင်တဲ့ကိုယ့်ရဲ့အရေးအချင်းကိုမေးလျော့နေခဲ့ကြပါတယ်မေးလျော့ခြင်းမှာလည်းအကြောက်ပြချက်တွေအများကြီးရှိတယ်အနေရောပတ်ဝန်းကျင်အနေထားတွေအရာရောမျိုးရိုးစင်စားလက်ဆင့်ကမ်းလာခဲ့တဲ့အခြေအနေတွေအရာရောအနေရောလူသားတွေကကိုယ်မှာပါလာခဲ့တဲ့ super human power ကိုမေးနေခဲ့ကြတယ် ဲ့တော့အနေနဲ့ဒီဒီစိတ်ကကိုယ့်ရဲ့ဘဝကိုဖန်တီးယူနိုင်တယ်ဆိုတော့ကိုမတည်တဲ့အခါမှာဒီစိတ်ကိုအနေနဲ့အသုံးမချတတ်ဘူးဆိုတော့ငငယ်တုန်းကအနေနဲ့အတွေးတွေတွေးခဲ့ကြတယ်အဲ့အဲ့ဒီအတွေးတွေတွေးလိုက်ပြီးဆိုတိုင်းမှာအဲ့ဒီအတွေးတွေကပုံစံအမျိုးမျိုးနဲ့ကိုယ့်ရဲ့ဘဝတွေကိုလက်တွေ့အခြေအနေတွေအဖြစ်ဖြစ်လာခဲ့လိမ့်မယ်။အဲ့လို manifestation လို့ခေါ်ပါတယ်။ ဆိုတော့ဒါငငယ်ငယ်ဘဝကိုပြန်ပြီးတွေးကြည့်လိုက်အများကြီးရှိပါလိမ့်မယ်အဲအနိမဖြစ်ဖို့ရဲ့အတွေ့အကြုံတွေဆိုဥပမာကိုကငငယ်တော့ဒီရောက်အရန်စားကျင်တယ်စားကျင်တယ်ကိုရဲ့ဆေးရည်စားရင်ကောင်းမှာပဲငါတာလေးကိုစားရရင်ကောင်းမှာပဲဆိုတွေးလိုက်တဲ့အခါမှာမထင်မဲ့ပဲနဲ့ကိုရဲ့မိဘတွေကအဲ့ဒီမုတ်ကလေးကိုတဝဲလာပေးတာမျိုးကိုကမနမုံလေးနဲ့ကနေပြီးတော့ခေါင်းထဲမှာတချင်းတစ်ပုတ်ကိုထက်ခါတလဲလဲတွေးနေတချင်းတစ်ပုတ်ကိုထက်ခါတလဲလဲစွန့်စားပြီးတော့စုံနေမိရဲ့ညီးနေမိရဲ့ဆိုလို့ရှိရင်တွားရင်လွန်ရင်လည်းပတ်ဝန်းကျင်လမ်းမှာလည်းပဲအဲ့ဒီတချင်းကိုကိုကအမှတ်မထင်ကြားလိုက်ရတာမျိုးသူမဟုတ် ့ကိုဘေးကတစုံတယောက်ကအဲ့တချင်းကိုဆိုလိုက်တာမျိုးဒီလိုမျိုးမချင်မတဲ့အဖြစ်ပြက်တွေဖြစ်ဖို့ပါလိမ့်မယ်။ဒါရီယာကဒီတိုင်းပဲတိုက်ဆိုင်မှုတွေလားအညီရတိုက်ဆိုင်မှုတွေလို့မချင်ပါဘူး။ဒါဟာကိုတောင်မတိတဲ့ကိုရဲ့စိတ်ရဲ့နောက်ွယ်မှာအလုံးလုံးနေခြင်းတွေဖြစ်ပါတယ်။အညီရရဲ့ manifestation ဆိုတာကကောင်းတာမှဖြစ်တာမဟုတ်ပါဘူး။မကောင်းတဲ့ negative တွေကိုလည်း manifest ဖြစ်နေမိတာပဲ။အညီရငငယ်ကလေးကကိုရဲ့စိတ်မှာတွေးသမျှအရာတွေကိုမဖြစ်ချင်တဲ့အရာတွေကိုကြောက်တဲ့အရာတွေကိုရဲ့ဘဝမှာကြုံတွေ့ရမှာစိုးရိမ် တဲ့အရာတွေလေကိုယ့်စီကိုတက်တက်ရောက်လာခဲ့တဲ့အနေအထားကြီးကြုံမှုကြမှာပါနော်ငငယ်ကအမတ်တရအနေနဲ့အနေဆိုရင်ဆီယမအနေကိုစာမေးမှာအရန်ကြောက်တဲ့နေ့တွေဆိုလို့ရှိရင်တက်တက်ရိုးစာမေးချလာတာမျိုးပေါ့နော်ဆိုတော့အနေရဲ့စိတ်ကကောင်းခြင်းဆိုးခြင်းကိုသူကခွဲခြားနိုင်တာမဟုတ်ဘူးစိတ်ကနေပြီးတစုံတစ်ခုကိုအရန်အာယုံကိုင်းညွတ်လိုက်တဲ့အခါမှာအဲ့ဒီအရာကလက်တွေ့အခြေအနေဖြစ်ကိုကိုယ့်ဘဝတွေကိုရောက်ရှိလာတာကို manifestation ဖြစ်သွားတယ်လို့ခေါ်ပါတယ် ဆိုတော့ manifestation တို့ခေတ်စားလာတဲ့အချိန်လေးမှာအညီတို့ကပညာရဲ့အစ်စ်တစ်ခုပေါ်ပေါက်လာတဲ့လိုမျိုး စိတ်ဝင်စားခဲ့ကြပါမိ့တကယ်တမ်း manifestation ဆိုတာအခုမှဖြစ်ပေါ်လာတာမဟုတ်ပဲအညီတို့မွေးကလေးကကိုကိုရိုင်းတော့ငါ manifest လုပ်နေမိပါလားလို့မသိဘဲနဲ့လှုပ်ခဲမိတဲ့အရာတွေဖြစ်ပါတယ်။ကောင်းတာတွေရောဆိုးတာတွေရောအညီပြောသလိုပဲစိတ်ကခွဲခြားနိုင်မှာမဟုတ်ဘူးစိတ်ကတော့ तू focus ထားမိလိုက်တဲ့အရာ तू အာရုံကိုင်းညွှန်လိုက်မိတဲ့အရာ तू တက်ခါတလဲလဲတွေးနေမိလိုက်တဲ့အရာကိုကိုယ့်ရဲ့ဘဝတွေကိုလက်တွေးဆွဲခေါ်နိုင်မှာဖြစ်ပါတယ်။ ဆိုတော့အနေရောလူသားအလုံးကအဲ့ဒီကိုယ့်ရဲ့ super human အရေးအချင်းကိုပြန်လည်မှတ်မိဖို့အချိန်ကိုရောက်ရှိလို့လာခဲ့ပါပြီအခုလက်ရှိကမ္ဘာကြီးပေါ်မှာကြုံတွေ့နေရတဲ့အခြေအနေတွေအလုံးကလည်းတကယ်တမ်းဆိုအနေရောလူသားတွေကတယောက်ချင်းစီ manifest လုပ်ခဲ့ကြတာနော်အနေရောကိုကိုကိုစမ်းစစ်ကြည့်လိုက်ပါကိုယ့်ရဲ့စိတ်ထဲမှာကောင်းတဲ့အတွေ့အကြုံပိုများလားဆိုးတဲ့အတွေ့အကြုံပိုများလားပျော်ရွှင်ခြင်းတွေပုံများလားအကြောက်တရားတွေပုံများလားလွတ်လပ်ခြင်းတွေပုံများလားကန့်တက်ချက်တွေပုံများလား ကိုကိုကိုဆန်းစစ်ကြည့်လိုက်ရင်အပြေထွက်လာမှာပါ။အဲ့ဒီတော့မှအကြောက်တရားတွေရှိတယ်၊ကန့်သက်ချက်တွေရှိတယ်၊စိုးရိမ်ပူပန်မှုတောကတွေရှိတယ်။တနေ့တနေ့ပင်ပန်းမှုတွေကိုပဲတွေးနေခဲကြတယ်။အဲ့ဒီတော့မှဇောတွေနဲ့လောနေခဲကြတယ်။အဲ့ဒီ negative ဒုတဲ့ကြီးကလူတဦးတယောက်ချင်းစီကအရန်အာယုံထားတာများလာတဲ့အခါမှာပတ်ဝန်းကျင်အခြေအနေကြီးကလည်း negative ဆန်တဲ့အခြေအနေကြီးအဖြစ်အဲ့ဒီတော့လူသားတွေရဲ့ဘဝတွေကိုတိတိကျကျဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ ဲ့ဒီ concept လေးတစ်ခုကိုမြင်သွားပြီဆိုတာနဲ့ manifest လုပ်ရတာဟာအမတန်လွယ်ကူတယ်ဆိုတာကိုအနေရောတစ်ဖက်ကနေလည်းမြင်လာပါလိမ့်မယ်။အရာအလုံးကစိတ်ကနေ setting ခဲ့တာစိတ် ကကိုင်းညွတ်လိုက်တဲ့အရာဟာကိုယ့်ရဲ့ဘဝတွေကိုရောက်လာခဲ့တာဖြစ်တဲ့အတွက်မိမိတို့ကကိုယ့်ရဲ့စိတ်ကိုဘယ်နေရာမှာကိုင်းညွတ်ထားမှာလဲဆိုတာကိုဒါကိုကိုယ်တိုင်ကတင်ပြပေးနိုင်မယ်ရွေးချယ်ပေးနိုင်မယ်ဆိုရင်ကိုယ့်ရဲ့ဘဝကိုလည်းပြောင်းလဲနိုင်တဲ့အခြေချင်းတွေကိုယ့်စီမှာအပြည့်ရှိနေပြီသားဖြစ်ပါတယ်။ အဲ့တော့အနေနဲ့ manifest လုပ်ကြရတယ် manifest လုပ်တဲ့အခါမှာအနေနဲ့အရင်ဆုံးတတိထားမိလာတော့နီးလန်းတွေကိုတတိထားမိလာခဲ့တယ်အဲ manifest လုပ်ပြီးဘယ်လိုလုပ်ရမလဲဆိုပြီးတော့အနေနဲ့ကရိုက်ရှာကြိုက်တဲ့ Google မှာပဲရှာရှာ YouTube မှာပဲရှာရှာအရင်ဆုံးပေါ်လာတာကဘာလဲနီးလန်းတွေဖြစ်ပါတယ် ဒီစာသားကို3ခေါက်ချရေးလိုက်ပါ6ခေါက်ချရေးလိုက်ပါ9ခေါက်ချရေးလိုက်ပါဒီစာရွက်လေးပေါ်မှာစာရေးပြီးရင်ခေါင်းအောက်လေးမှာထားပြီးတော့အိတ်လိုက်ပါရေကွက်လေးကိုကာရီလိုချင်တိုင်းဆုတောင်းပြီးတော့တောက်လိုက်ပါနောက်တစ်ခါအနေလို့ဖူရာလေးကြီးရှိသေးတယ်တနည်းတောင်ပုံဖော်ပြီး scripting ပေါ့နော်စာအုပ်ထဲမှာချရေးပြီးတော့မှတနည်းကို9ခေါက်အတန်ထွက်ပြီးတော့ရွတ်လိုက်ပါစရစရနီးလန်းနေအများကြီး369တို့777တို့ဖဲလိုမတ်တတ်တို့အများကြီးရှိတာပေါ့နော် ော့အဲ့ technique တွေပဲအရင်ဆုံးသွားတွေ့လိမ့်မယ်ဒီ technique တွေကတကယ်တော့အနေရောအတွက် ဒီ advanced tools တွေလိုပဲအနည်းတော့ရဂျာကန်ကရိယာတွေလိုပဲမြင်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒါကိုသိလာဖို့အတွက်အနည်းအချိန်နှစ်နှစ်ယူခဲ့ရတယ်အနည်းကဒီ manifestation ကိုဆက်ဆက်ကြည့်ခဲ့အချိန်တုန်းကလည်းအခုဘီဘီကိုကြည့်နေတဲ့ so family များတို့ပဲအရင် crazy ဖြစ်ခဲ့တယ်ငါလိုချင်တာမှန်တယ်မြောက်ကိုရနိုင်တဲ့နည်းလမ်းရှိပါလားဆိုပြီးတော့မှအရင်ကို fascinated ဖြစ်တယ်ပေါ့နော်အဟိုစ조사လုပ်တယ်ရှာတယ်စာရေးရေးခိုင်းတယ်ဆိုတော့ရေးတယ်အာဒီအရာတွေကိုဒီလိုမျိုးအခောက်အရာရွတ်ရမယ်ဆိုလို့ရှိရင်လည်းရွတ်လိုက်တယ်ဒီလိုမျိုးနိုင်ဝတ် ခိုင်ပြီးွားလို့ရှိရင်ပုံဖော်လိုက်ပါပြုံးလိုက်ပါဆိုလဲပြုံးလိုက်တာပဲအဲ့တော့လုတ်ခိုင်တဲ့အရာတွေအလုံးအားလုံးကိုအနိလိုက်လုပ်တယ်စောက်တီဖတ်တယ် challenge တွေဝင်တယ်မနမိုးလေးညမိုးချုပ်တီအနေမှာစာရေးမပြတ်ဘူး manifest လုပ်နေတာမရခဲ့ဘူးလားဆိုတော့ရခဲ့ပါတယ်ဒါပေမဲ့တကယ်တမ်းလက်တွေ့ကျလာတယ်ရခဲ့ပါတယ်ဒါပေမဲ့လည်းအချိန်ကြာလာတဲ့အခါမှာစိတ်ကပင်ပန်းလာတယ်ဒါယူလုံးနေမှာရတယ်ဆိုတဲ့အတွေးကြီးဖြစ်လာတယ်ဥမာအဖြစ်တနေ့လောက်စာလေး မရေးလိုက်ဘူးဆိုလို့ရှိရင်သွားပြီးငါဘွားကြီးကတော့ငါ manifesto ထားတဲ့မြားကြီးပြက်ပြီးဆိုတာကြီးအထီးဖြစ်လာတယ်။ပြီးတော့ဥပမာအညီရော supplemental နားထောင်နေ supplemental နားထောင်နေဆိုလို့ရှိရင်လည်းဒါကြီးကပို့ပို့ပါပါနားထောင်နေဆိုတာထက်ကိုမှကို့အတွက်တာဝန်ကြီးတစ်ခုလိုဖြစ်လာတယ်။ဟာငါဒီနေ့ဒီဥစ္စာကိုကိုးကောင်းနားထောင်ရအောင်မယ်။ဆိုနားထောင်နားထောင်နေတကယ်လို့နားမထောင်လိုက်ဘူးဆိုရင်တော့ပြီးဟာငါဖြစ်ချင်တာကြီးမဖြစ်လာတော့ဘူး။တကယ်လေကို့စိတ်ကအဲ့လိုတွေးနေတဲ့အတွက်ကြောင့်မို့အနည်းငယ်ဖြစ်ချင်တဲ့စန္ဒတွေကတဖြည်းဖြည်းနဲ့နှောင့်နေကြန့်ကြလာတယ်။စာရေးတာတွေမှာရေးတဲ့အချိန်မှာကို့မှာမပြော ော်တော့ဘူးဒါယူရေးနေရတယ်တင်းတက်တင်းတက်လိုက်ပြီးတော့ဟိုအာယုခက်စားကြည့်ဆိုလဲအာယုခက်စားကြည့်လိုက်တယ်ဒါပေမဲ့စိတ်ထဲမှာကျတော့တကယ်မပါနေတော့ဘူးမပျော်နေတော့ဘူးဒါကြီးကကို့အတွက် တာဝန်ကြီးတခုလိုခံစားလာရတယ်။ဒီစာရွက်တေပေါ်မှာဒါဒီချရေးမှငါလိုချင်တာရမှာလား။ဒီဟာယူငါဘယ်နှခေါက်နားထောင်မှာငါလိုချင်တာတွေကဖြစ်မှာလား။နှုတ်ကနေအတန်ထွက်ပြီးတော့ပြောနေမှာရမှာလားဆိုကိုကပျော်လို့လုံနေရတာမဟုတ်တော့ဘဲနဲ့တာဝန်အရာလုံနေရတယ်လို့ကြီးဖြစ်လာတဲ့အခါမှာအနေနဲ့လိုချင်တဲ့စန္ဒာတွေအားလုံးကလည်းဘာမှမရောက်လာတော့ဘဲရက်တန်သွားတယ်။ အဲ့အခြေအနေကို awakening process မှာဆိုရင်တော့ dark night of the soul လို့ခေါ်ပါတယ်။တချို့ soul family များကတော့သိဖို့ပြီးသားဖြစ်ပါလိမ့်မယ်။ awakening process တွေပေါ့။အဲ့ dark night of the soul ရောက်လာပြီဆိုရင် inner sight တွေမှာဘာဖြစ်လာလဲ။လိုချင်နေဆိုတာတွေသိပြီးတော့မရှိတော့ဘူး။လိုချင်တာတွေရှိလည်းဖြစ်မှမဖြစ်လာတော့တာ။အဲ့တော့ ရအောင်လဲလှုပ်ချက်စိတ်တွေလည်းမရှိတော့ဘူးကိုကိုကိုလမ်းပြောက်လာသလိုခံစားနေရတယ်အဲဂျေဆုတရားပေးရမှာလားတရားထိုင်ရမှာလားချက်ကြကြင်ရမှာလားအင်းနဲ့ချိုင်းလို့ရမှာလား higher self ကိုချိတ်ဆက်ရမှာလားအခုအများကြီးပဲကိုယ့်ရဲ့ခေါင်းတွေကချက်ချလဲပြီးဘာလို့လို့လောက်ရမှန်းမသိတော့အဲ့ဒါကြီးမလုံနေဘူးဆိုရင်လဲကိုကကိုကိုကိုငါဘယ်မှမရောက်နေဘူးဘယ်မှဘာမှမပြောင်းလဲနေဘူးဆိုပြီးတော့အတုံးမကြတဲ့သူလိုခံစားလာရတယ်အဲ့တော့အနေအားဆပြီးတော့တွေးတယ် manifestation လုပ်တယ်ဆိုတာကဒီလိုမျိုးနီးလန်းတွေကိုနေ့တိုင်းမပြတ်လုံနေမှာအသက်ဝင်နေတဲ့အရာလား ဒီနည်းလမ်းတွေက manifestation ရဲ့ process ကိုဖြစ်စေတာလားဒါမှမဟုတ်ဒီနည်းလမ်းတွေရဲ့နောက်မှာကိုလိုချင်တာတွေကိုပြည့်ဝစေလောက်မဲ့ shoot out အမြင်နဲ့ငါမသိလိုက်တဲ့အဋ္ဌဉာဏ်ပညာတွေရှိနေသေးသလားဆိုတာကိုစပြီးတော့ရှာဖွေကြည့်လာတယ်ဆိုတော့အဲ့ဒီအခြေခိုက်တက်လေးမှာပေါ့နော်အနေဘာလုပ်လိုက်လဲဆိုတော့ကို manifest လုပ်တဲ့မြအရာအားလုံးရက်လိုက်တယ် subliminal တဲ့နောက်ထောင်တော့ဘူး credit ကိုလည်းအနီတာဝင်းတရက်လို့မပေးတော့ဘူးစိတ်ကလေးထဲမှာအမြဲတမ်းပဲနှလုံးသွင်းထားလိုက်တယ်ဟာ inner child healing နဲ့ chakra healing နဲ့လည်းဘာဆိုဘာမှမလုပ်တော့369နဲ့မရေးတော့ဘူး subliminal နဲ့နားမထောင်တော့ဘူး77နဲ့မရေးတော့ဘူးဘာမှမလုပ်တော့ပဲနဲ့ okay ငါကတော့တခုခုကိုရှာဖွေဖို့လိုနေပြီဆိုပြီးတော့မှ inner journey ကိုစပြီးတော့ထွက်ခဲ့ပါတယ် ဒါကတော့ NAS ဆရာကြီးစုထဲပါတယ်ပေါ့နော် NAS ဆရာဖြစ်သူကအနေကို inner journey ကိုထွက်ပါဆိုပြောပေးခဲ့တဲ့အချိန်မှာအနေကတကယ်ကိုရဲ့ train နဲ့မှာငါဘယ်သူလဲငါရဲ့စိတ်ကဘယ်လိုလှုပ်လှုပ်တာလဲငါလိုချင်တဲ့ဘဝကိုတည်ဆောက်ဖို့အတွက်ကတကယ်ငါလှုပ်ဖို့လိုအပ်နေတဲ့တီးဖို့လိုအပ်နေတဲ့အရာတွေကရောဘာတွေလဲဆိုတာကိုစပြီးတော့ရှာဖွေခဲ့ပါတယ်အဲ့ဒီမှာအနေတော်တွေ့တာပါလေဆိုတော့ဒီ technique တွေဆိုတာတွေကတကယ်တမ်း manifest လုပ်နေရတယ်မဟုတ်ဘဲနဲ့ ကိုကိုရဲ့စိတ်ကိုကိုရဲ့စိတ်ကနေပြီးဖြစ်ပေါ်လာတဲ့ energy တွေကိုပို့ပြီးတော့မှလေးနက်လာပို့ပြီးတော့အကျိုးရှိလာအောင်လို့ထောက်ပံ့ပေးနေတဲ့ဂျားကန်ကရိယာတွေလိုပဲဆိုတာကိုအနေတွေ့လာတယ်တကယ်တည်းအလုပ်ဖြစ်နေတာတွေတကယ်တည်းအနေရဲ့ manifestation တွေအောင်မြင်နေတာတွေကဒီနည်းလမ်းတွေကြောင့်မဟုတ်နေဘူးကိုယ့်ရဲ့စိတ်ကြောင့်ဖြစ်နေတာကိုယ့်ရဲ့စိတ်ကြောင့်ဖြစ်နေတယ်369ရေးလိုက်တယ် အောင်မြင်သွားတယ်ဆိုတော့အဲ့ဒီ369 technique ရဲ့အနောက်မှာရှိနေတဲ့ကိုယ့်ရဲ့စိတ်ထားကြောင့်အောင်မြင်သွားတာအဲ့တော့369 method ကအလုံးမဖြစ်တာလားဆိုတော့လည်းမဟုတ်ဘူး။ तू ကပိုကောင်းသွားပိုမြန်သွားတော့လုပ်ပေးနိုင်နိုင်တာ။တကယ်လို့အနေရောရဲ့စိတ်ကြီးကယုံကြည်မှုလည်းဘာမှမရှိနေဘူး။အဲဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့စိတ်မဝင်စားဘဲနဲ့ဒီစာရီကိုလက်ညာအောင်အချိန်တထောင်ပဲချရင်းနေပါစေဖြစ်လာမှာမဟုတ်တော့ဘူး။အဲ့တော့အနေစိတ်ရဲ့သဘောတရားကိုစပြီးတော့လေ့လာကြည့်တယ်။ Okay လူတစ်ယောက်ကသူ့ရဲ့ဘဝကို manifestation နဲ့ပြောင်းဖို့ ့ဆိုရင် သူ့စိတ်ကိုဘလို့ထားရမှာလဲနီးလန်းနေပဲဖိပြီးတော့လှုပ်နေတာကရေရှည်အတွက်အမှန်တရားတစ်ခုမဟုတ်နေသေးဘူးအဲ့တော့စိတ်ကိုစပြီးပြောင်းရမယ်ဆိုတဲ့အချိန်မှာအဲ့ဒီသွားတွေးလိုက်တဲ့လှုပ်ဝင်နေလေးတစ်ခုကတော့ identity shift ဖြစ်ပါတယ် identity shift ဆိုတာကလွယ်လွယ်လေးပြောရရင်တော့ who are you ဆိုရယ်မိခွန်းလေးဖြစ်ပါတယ်မင်းဘယ်သူလဲကိုကိုကိုဘယ်သူလို့သတ်မှတ်ထားတာလဲကိုယ့်ရဲ့ identity ကိုယ့်ရဲ့ titles ကဘယ်သူလဲဆိုတာကိုအဲလိုရှာဖွေရတဲ့နေရာလေးတစ်ခု ဖြစ်ပါတယ်အဲ့တော့အနေအဲ့ဒီ identity ကိုသွားတွေ့တဲ့အခါမှာအနေက တခုကိုအလင်းပွင့်သွားတယ်လို့အရန်ပျော်သွားတယ်။အိုးငါတွေ့အဖြေတခုရှိနေတယ်။အဲ့မှာအနေကိုကိုကိုစမ်းစစ်ကြည့်တယ်။ငါဟာ manifestation တွေလုပ်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီ manifestation လုပ်တာကြီးကငါရဲ့ဘဝကိုကြီးကြီးမားမားကြီးပြောင်းလဲသွားစေတာမဟုတ်ဘဲနဲ့ တပတ်လဲနေတဲ့ဇဝန်ကြီးလိုပဲအခု manifest လုပ်လိုက် ပြန်ပြီးတော့မှငွေမူလပြန်ရောက်သွားလိုက်ပြန်ပြီး manifest လုပ်လိုက်ဥပမာငွေကြေးပဲဆိုကြပါစို့ငွေကြေးကိုအနေ manifest လုပ်တယ်မဝင်လာဘူးလားဝင်လာတာပေါ့10သိန်းဝင်လာလိုက်9သိန်းဝင်လာလိုက်ဒါပေမဲ့ကုန်သွားတယ်ကုန်သွားတော့ဘာလုပ်လဲထပ် ထပ်ပြီးတော့အဲ့ဒီ10ဒိန်းကိုတစ်ခါ manifest လုပ်ပြန်ရောအဲ့9ဒိန်းကိုထပ်ပြီး manifest လုပ်ပြန်ရောအချိန်မှလည်းဒီလိုပဲချစ်သူနဲ့အဆင်ပြေခြင်းနဲ့ဟာ supplement နဲ့နားထောင်နဲ့နားထောင်နဲ့ချစ်သူနဲ့အဆင်လေးပြေသွားပြန်ရောတပတ်လောက်ကြီးကြီးနူးနူးလေးဖြစ်သွားပြန်ရောပြီးရင်ငကူမူရင်းတိုင်းနဲ့ရန်နေဖြစ်လိုက်တော့ဆိုင်ထွက်လိုက်ငိုယိုလိုက်ဖြစ်သွားပြီးအခါမှတစ်ခါပါပြန်လို့လေ supplement တွေနဲ့သူငါ့ကိုတောင်းပန်လာပါစေသူငါ့စီရောက်လာပါစေအနေတော့လောက်ပြန်ရောဒီ loop ကြီးကိုမြင်ပါပါ မြင်အောင်ကြည့်ကြည့်လိုက်ပါအနေနဲ့ manifesto နေရဆိုတာတကယ်ကဘဝကြီးတစ်ခုလုံးပြောင်းသွားတာမဟုတ်ဘူးတခဏတာပြောင်းသွားတယ်ပြီးရအစကိုပြန်ရောက်သွားတယ်ကြောက်ရင်တော့အနေနဲ့က goal တစ်ခုတော့ပြည့်သွားတယ်၁၀သိန်းပြည့်ကျင်တယ်၁၀သိန်းရကျင်တယ်အဲ့ goal ကပြည့်သွားတယ်ဒါပေမဲ့ goal ပြည့်ပြီးတဲ့နောက်မှာဘာဆက်ဖြစ်မှာလဲအနေရောမှာဘာ plan မှမရှိဘူးဘာဆက်ဖြစ်မှလည်းမသိဘူးနောက်ထပ်ထပ်ပြီးတော့ဆယ်သိန်းကိုလိုချင်တယ်ဆိုတော့ goal တစ်ခုကိုကိုကထပ်ပြီးတော့ဖန်တီးလိုက်ရတယ်ဆိုတော့အနေရောက manifest တွေတော့လုပ်နေတာမှန်တယ်ဒါပေမဲ့ ဘဝမှာကျတော့ထိရောက်တဲ့ပြောင်းလဲမှုဘာမှမရှိနေဘူးဘာမှမဖြစ်နေဘူးရနေတယ်တော့ရနေမှန်းသိတယ်ဘဝကလည်းပြောင်းလဲတော့ပြောင်းလဲနေတာပဲသူဟာလေးနဲ့သူတော့ဒါပေမဲ့တကယ်လည်းလက်စုပ်လက်ကင်ပြဆရာငါရဲ့ဘဝကြီးကလောကတစ်စချိုထန်းနေဘဝကိုရောက်ပြီးပြောင်းသွားပါတယ်လို့ပြဆရာမရှိဘူးအဲ့တော့အဲ့ဒီ identity shift မှာပြဿနာရှိနေတာဆိုတော့အဲ့ဒီဥပမာငွေကြေးနဲ့ပတ်သက်လို့ရှိရင်ကိုကကိုကိုကို identity ဘယ်လိုလုပ်ထားလဲဆိုရင်ငါက ငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်အမြဲရှာဖွေနေရတဲ့သူဖြစ်တယ်။ငွေဆိုတာရှာရတာခက်တယ်။ငါ့ဘဝမှာငွေကြေးနဲ့ပတ်သက်ပြီးတော့ wisdom machine နေဘူးဆိုတာကိုယ့်ရဲ့ identity ဖြစ်နေတယ်။ဖြစ်တော့ကိုယ့်တစ်ဖက်မှာငွေရဖို့ manifestation တွေလုပ်တဲ့အောင်မြင်သွားတယ်။ဒါပေမဲ့ဒီငွေကိုကိုယ်ကထိန်းသိမ်းထားနိုင်ခြင်းလည်းမရှိသလိုကိုယ့်ရဲ့ဘဝကိုပြောင်းလဲတော့ရင်းနှီးမြှုပ်နှံနိုင်တဲ့ wisdom လည်းမရှိနေဘူး။ ကုန်လေကုန်သွားလိုက်ဝင်လာလိုက်ကုန်သွားလိုက်ဝင်လာလိုက် manifest လုပ်လိုက်ဆိုရဲတန်တရားကြီးတဲမှာပဲလည်နေတယ်အဲ့တော့အနေအမဆက်တွေ့သွားတယ် okay ငါငါရဲ့ငွေချင်းနဲ့ပတ်သက်တဲ့ငါဘသူလဲဆိုတဲ့ system ကြီးပေါ့နော်ဒီစနစ်ကြီးကိုပြောင်းရမှာပါလားဆိုတဲ့အခါမှာအနေရောကိုကိုကိုစပြီးထိုင်တက်တက်လိုက်တယ် okay ငါဟာငွေချင်းကိုငွေချင်းနဲ့ပတ်သက်လို့ရှိရင်လက်ခံနိုင်စွဲရည်မြင့်တဲ့သူတယောက်ဖြစ်တယ် ငါငွေကြေးနဲ့ပတ်သက်ရှာဖွေရလွယ်တဲ့သူတယောက်ဖြစ်တယ်လို့မျိုး awareness energy ကငါ့စီကိုအမြဲတမ်းစီစဉ်ဝင်ရောက်လာတယ်။ငါဟာငွေကို ပြပြမမရှာဖွေနေစရာမလိုပဲနဲ့စက္ကန့်တိုင်းမှာငွေကြေးပတ်သက်နေရငါ့စီကိုစီစဉ်ဝင်ရောက်လာနေတဲ့သူဖြစ်တယ်ဆိုပြီးတော့မှကိုကကိုကကို awareness ဖြစ်နေတဲ့လူတယောက်လို့ identity တက်လိုက်တယ်အဲ့လိုတက်လိုက်ပြီးရဲ့နောက်မှာပြောင်းလဲတော့ပါလေအဲ့ဒီငွေကြေးကို manifest ဆုပ်เสียမလို့တော့အခုဆိုရင်အဲ့ဒီ bank check ကိုမရေးတာတစ်နှစ် ချော်လောက်ဖြစ်နေပြီ။အရင်တော့ဆိုအနီလာလိုက်ရတယ်ဘန်ချက်ကလက်မှတ်ပေါ့နော်။အဲ့ဒီအခင်ကို join ဖို့တဲ့ soul family လေးဆိုလဲတည်နေမယ်။ဘန်ချက်ကလက်မှတ်လေးရေးတယ်။ဥမာဒီတလားလာကုန်ရင်တိတ်တရားရပါစေ သိန်း90ရပါစေ100သိန်းရပါစေအများကြီးရင်းနေရတယ်အများကြီးရင်းနေရတာပဲပြည့်သွားတယ်ဆိုတာမရှိသေးဘူးအများတန်းကိုဖြည့်နေရတယ်အခုကျတော့အဲ့ဒီ bank check ကိုရေးစရာမလိုတော့ဘူးလာလိုက်လာလိုက်မှာအရင်တော့ကို manifest လုပ်ခဲ့တဲ့ငွေကြေးထက်နှစ်ဆ၃ဆတိုးတဲ့ငွေတွေကအလိုလိုဝင်လာနေတယ်ဘာကြောင့်လဲအဲ့ဒီက manifest လုပ်တဲ့ technique တွေ၃ဆရာမလိုတော့လောက်အောင်လို့ကိုယ့်ရဲ့ identity ကိုပြောင်းလဲခဲ့တဲ့အတွက်ဖြစ်ပါတယ် အခြေအမှလည်းဒီလိုပဲအနေအားအခြေအမှကိုယ့်ရဲ့ identity ကိုတွားစစ်ကြည့်လိုက်တဲ့အခါမှာကိုကအမြဲတမ်းရစုံတရားဟောင်းငါ့ကိုချစ်ပါစေဆိုပြီးတော့အတင်းလှုပ်ယူနေရတဲ့လူတယောက်လို့ကိုကိုကိုခံယူထားတယ်။ငါဟာပေးဆက်မှဖြစ်မယ်။ငါဟာအမြဲတမ်းငါ့ကိုလူတယောက်ဝချစ်လာဖို့အမြဲတမ်းတောင်းဆိုနေရတယ်။ငါသူများရဲ့အကြိုက်ကိုလိုက်ပြီးတော့နေနေရတယ်ဆိုတဲ့ identity ကို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 လည်းတတ်ထားမှတွားတွေ့ရတဲ့ချိန်မှာတစ်ဖက်မှာ manifest လုပ်တာတွေကဘာကြောင့်အဲ့လို loop ကြီးလို့လဲပက်နေလဲဆိုတာကတခါတည်းအနေအဖြစ်ကိုတွေ့လာတယ်။အော်ဒါကြောင့်မို့ငါငါချစ်တဲ့ ူနဲ့ငါအဆင်ပြေရောလဲခဏလေးဖြစ်လိုက်ပြီးလို့ရှိရင်အဆင်မပြေကြီးပြန်ပြီးတော့ဖြစ်လိုက် subliminal လေးပြန်နားထောင်လိုက်အဆင်ပြေရောလိုက်ဆိုတဲ့ဒီ drama loop ကြီးထဲမှာပိမိနေတာဘာလားဆိုတာကိုတွေ့လာတယ်အဲ့ခါကျတော့အနေအားဒီချစ်ချင်းမြစ်တာနဲ့ပတ်သက်တဲ့ကိုယ့်ရဲ့ identity ကိုလုံးဝပြောင်းပလိုက်တယ်။ငါဟာချစ်ချင်းမြစ်တာ chase လို့ဆရာမလို့တော့ချက်ချင်းမြစ်တာကိုပိုက်ဆိုင်ထားတယ်။ငါချစ်ရတဲ့သူကငါ့ကိုခရူးဆိုင်ပြီးတဲ့ကျင်နာပြီးတဲ့ငါဟာအချစ်ခံရတဲ့သူတယောက်ဖြစ်တယ်။ဒါဆိုတယောက်ကငါ့ကိုချစ်လာအောင်အတင်းလို့ယူနေစရာမလိုတဲ့သူဖြစ်ပါတယ်။ငါဟာငါ့ကိုငါချက်ချင်းမြစ်တာအပြစ်ပေးနိုင်တယ်လို့နေ့ရက်တိုင်းမှာငါဟာငါ့ကိုငါချစ်နေရတာနဲ့ပြီးပြည့်စုံပါတယ်ဆိုရဲလူတယောက်ဖြစ်ကြောင်းကိုကိုကို identity shift လုပ်ပလိုက်တယ်။ လုံးလိုက်တော့အနေရဲ့အခြေအနေမှာလည်းလုံးဝပြောင်းလဲသွားတယ်။ကို့ဘာမှတကယ်စစ်မှန်ခြင်းမရှိတဲ့လူတွေနဲ့ဝေးတွားပြီးတော့တကယ်စစ်မှန်တဲ့သူတွေနဲ့ဆုံတွေ့လာရတယ်။ငါ့ကိုချစ်ပါငါ့ကိုဂရုစိုက်ပါငါ့ကိုကျင်နာပါလို့ပြောစရာမလိုတော့အောင်လို့ကို့ကိုချစ်ပေးတဲ့လူကျင်နာပေးတဲ့လူမျက်နှာပေးတဲ့လူတန်ဖိုးထားပေးတဲ့သူတွေနဲ့ဆုံတွေ့လာရတယ်ဆိုတော့ manifest လုပ်เสียမလို့နေတော့ပဲနေရလာတယ်။ဘာဖြစ်လို့လဲ။အဲ့ manifestation ဆိုရဲနောက်က identity ကိုပြောင်းလိုက်တဲ့အခါမှာအနေရောနီးလန်းတွေကိုတုံးเสียမလို့တော့ပဲတဲ့။ဒီ manifestation ဆိုရဲစနစ်ကြီးကသူ့လိုလိုလဲပတ်သွားတာဖြစ်ပါတယ်။ဆိုတော့ identity shift ကအနေရော manifestation ရဲ့အဓိက secret ဖြစ်ပါတယ်။ကိုယ့် identity ကိုကိုပြောင်းလဲနိုင်ပြီဆိုငါဒီလိုလူပါလို့ကိုကပြောင်းလဲလိုက် ပြီဆိုတာ ਨੇ ကိုယ့်ရဲ့ပတ်ဝန်းကျင်အနေအထားတွေကလည်းအတင်းလုံးယူနေရတဲ့အနေအထားတွေကပြောင်းလဲသွားတယ်။ manifestation မှာနေတန်းတွေကိုတုံးတယ်ဆိုတာအနေတို့ကိုပျော်ရွှင်စေဖို့အတွက်ဖြစ်တယ် fun little activities လေးတွေလို့ပေါ့နော်ငငယ်တော့လိုမျိုးစာလေးတွေရေးလိုက်ပုံလေးတွေဆွဲလိုက်တခြင်းလေးတွေနားထောင်လိုက် just for fun ကိုပျော်ရွှင်မှုပေးဖို့ဒီ technique တွေလုပ်ရတာစိတ်တော်ကရောက်ခဲ့ပြီးတော့ဟာတနေ့ထိုးတော့မင်းက6កောက်ရေးအောင်မဟာ6နိုင်ထိုးတော့မင်းက6កောက်ရေးအောင်မဆိုရရင်မဖြစ်အောင်ကိုယ့်ရဲ့ manifestation technique တွေလုပ်ရင်းနဲ့ကိုကစိတ်ဖြစ်စည်းနေရတာကိုခံစားရပြီးဆိုရင် is not the right way အဲ့ဒါကတကယ်နီလန်းအမှန်မဟုတ်နေသေးဘူး ကို့အတွက် manifestation ဆိုတာဟာအတင်းလုံးယူနေစရာမလိုပဲနဲ့ရေစီးကြောင်းလေးမှာအတင်းလိုက်ပါစီးမျောသွားတယ်လို့ခန့်စားချက်မျိုးဖြစ်နေဖို့အတွက်လိုအပ်ပါတယ်။ငွေကြေးကိုအတင်းရအောင်လုံးယူနေရတယ်လို့ဖြစ်တယ်ဆိုလို့ရှိရင်ဒါဟာကို့အတွက်နီးလန်းအမှန်မဟုတ်သေးဘူး။ကို့ရဲ့စန်တာကိုကို့ကအတင်းလုံးယူနေရတယ်လို့ဖြစ်နေရဆိုရင်ကို့ကလမ်းကြောင်းနဲ့ပြောင်းပြဲသွားနေတယ်လို့ကို့ကိုယ်ကိုစပြီးမြင်ကြည့်လိုက်ပါ။ကို့ရဲ့ငိုမူလ identity နဲ့ကို့လိုချင်တဲ့အရာတွေကမကိုက်နေဘူး။မကိုက်နေတော့အနေရောဘလောက်အပြေမခံပြီးတော့ manifest လုပ်နေပါစေ။ ေစိတ်ပင်ပန်းရုံလားရှိမယ်ရလာလေအမြဲတမ်းအတွက် permanent reset မဟုတ်ဘဲနဲ့ခဏတာ goal တစ်ခုပြည့်သွားရုံပဲဖြစ်ပါလိမ့်မယ်ဆိုတော့ identity shift ကိုစပြီးတော့လုပ်ပါငါဘသူလဲငါကငါဘလို့တတ်မှတ်ထားတာလဲငါကငါဘလို့လူတယောက်ဖြစ်တယ်လို့ယုံကြည်ထားတာလေဆိုတာအနေစပြီးတော့ကြည်ပါအခြေအနေနဲ့ပတ်သက်ရကိုကကိုကိုကိုဘလို့လူလျောက်လို့ထင်လဲ ငွေကြေးနဲ့ပတ်သက်အလောက်ကိုင်းနဲ့ပတ်သက်အောင်မြင်မှုနဲ့ပတ်သက်မိသားစုရေးနဲ့ပတ်သက်ငါအမြဲခံနေရတယ်ငါအမြဲပေးဆက်နေရတယ်ငါအမြဲစိတ်ဆင်းရဲနေရတယ်ငါအမြဲကန်ဆိုးနေရတယ်ဆိုရဲအရာတွေငါအမြဲတခုခုလုံယူနေရတယ်တိုက်ခိုက်ယူနေရတယ်စူးစမ်းလိုက်တဲ့ငါမအောင်မြင်ဘူးနောက်တခုကန်တက်ချက်ရှိသေးတယ်အနေတို့လူတိုင်းမှာလူတိုင်းလူလူမှာတွေ့ဘူးလားကောင်းတာတွေတွေးလိုက်တိုင်းမှာမကောင်းတာတွေပဲဖြစ်လာတယ်ဆိုတော့ that's your identity အဲ့ဒါကိုကကိုကိုကို လေပင်မှာဆွဲထားတဲ့ကက်လိုပဲငါဟာဒီလိုလူပါလို့ကက်ဆွဲထားဒီလိုလူပါလို့ကက်ဆွဲထားပြီဆိုရင်မတူညီတဲ့အခြေအနေရာလက်တွေကိုလိုချင်ပြီဆိုလို့ရှိရင်အနေရောပါဖြစ်မလဲ against ဖြစ်နေပြီလေစန့်ကျင်ဘက်ကြီးလို့ဖြစ်နေပြီအဲ့တော့ technique တွေကိုမတုံးနေလို့ပြောတာမဟုတ်ပါဘူး just for your fan ကိုယ့်ရဲ့ပျော်ရွှင်မှုအတွက် technique တွေတုံးပါပျော်ပျော်ရွှင်ရွှင်လုပ်ပါကိုယ့်ရဲ့ inner child ကို heal လုပ်ပါတချင်လေးနားထောင်တဲ့ supplemental တချင်လေးနေနားထောင်တဲ့ကရဲခုံနဲ့ပျော်ရဲဇာလေးတွေအတူတူချပြီးတော့ရေးတယ်ကိုချစ်ရတဲ့သူတွေနဲ့ပျော်ရဲ that's it ပျော်နေဖို့ရပြီအနည်းအတွက်ကတော့အနည်းရဲ့အမြင်ကိုလုံးဝပြောင်းသွားစေတဲ့အမြင်တစ်ခုက the most spiritual uh, sometimes the most spiritual thing is to have fun တဲ့တခါလေးမှာ spiritual အဖြစ်ဆုံး practice က head fan ပါပဲပျော်ရွှင်နေဖို့စိတ်ကလေးပေါ်ပါနေဖို့ပဲအနေနဲ့နေ့စဉ်လုံးနေ spiritual အလုပ်တွေကကိုယ်စိတ်တွေပေါ်ပါပျော်ရွှင်လန်းဆန်းနေစေရမယ်စိတ်တွေကြည်နူးနေစေရမယ်ကို manifest လုပ်နေရတဲ့အရာတွေကကိုယ်စိတ်ကြည်နူးခြင်းတွေပေါ်ပါခြင်းတွေလန်းဆန်းခြင်းတွေပျော်ရွှင်ခြင်းတွေမပေးဘူးဆိုရင်ကိုယ့်ရဲ့ identity ကိုပြန်ကြည့်ပါကိုကိုကိုဘယ်လိုလူမျိုးတရားလို့သတ်မှတ်ထားလဲ တော့ဒီနေ့ရဲ့ဗီဒီယိုလေးက energy ရှုနေတဲ့ sofa မိများအတွက်အကူအညီလေးတစ်ခုဖြစ်မယ်လို့အနေယုံကြည်နေပါတယ်။အနည်းငယ်ဘဝကိုလည်းလက်စစ်သမိတ်အတွင်းမှာပြောင်းသွားစေခဲ့တဲ့လေ့ကျင့်မှုတစ်ခုလည်းဖြစ်ပါတယ်။အနည်းတော့ဒီလမ်းကိုရှောက်ခဲ့တာအချိန်၅နှစ်ရှိခဲ့ပြီ။အဲ့တော့အချိန်၅နှစ်ရှိခဲ့တဲ့အချိန်မှာအနည်းရဲ့ turning point ကိုရောက်ခဲ့တာဒီအခုဒီ2024နှစ်ကုန်မှာရောက်ခဲ့တာပါ။အရှိတေမှာအဲ့လိုပဲအနေလုံးချလဲလိုက်နေရ loop ထဲကိုရောက်နေတဲ့အောင်မြင်တလူလူကြီးဖြစ်နေမှာအောင်မြင်တလူလူဖြစ်လိုက် ကိုဘကိုကို loss ဖြစ်နေတယ်ပေါ့နော်တကယ်ပဲကိုဘကမှပျော်နေရလားတကယ်ပဲအောင်မြင်နေရလားတကယ်ပဲအပြည့်အဝဆုံးရှင်သန်နေရလားမသိနေဘူးဘာလို့လဲဆိုတော့ကိုကလုံးယူနေရတယ်လို့ခံစားနေရလို့အဲ့တော့အညီတို့ turning point ကိုမြန်မြန်ရောက်ချင်နေဆိုရင်ကိုရဲ့ဘဝကိုတကယ်လက်တွေ့ကြကြကိုရဲ့ဘဝကိုတကယ်လက်တွေ့ကြကြပြောင်းလဲသွားချင်နေဆိုရင် who are you ကိုဘသူလဲ what is your identity ကိုရဲ့ identity ကဘာလဲဆိုတာကိုစပြီးတော့ရှာကြည့်လိုက်ပါ manifestation နဲ့ပတ်သက်ပြီးတော့ training technique တွေပဲမဟုတ်ဘဲねတကယ်စစ်မှန်တဲ့ကိုယ့်ရဲ့စိတ်စွမ်းအားတွေအကြောင်းကိုလေ့လာခြင်းနဲ့ဆိုရင်တော့လာမယ့်ဇူလိုင်လ3ရက်နေ့မှာ any alien page တွေရဲ့9နှစ်ပြည့် လက်ဆောင်အနေနဲ့ manifestation 1 and then free program လေးတခုရှိပါတယ်အဲဒီ program လေးကို join ဖို့လဲအနေအားဒီ video ကိုကြည့်နေတဲ့ social media အားလုံးကိုဖိတ်ခေါ်ပါတယ် program လေးအကြောင်းကိုပို့ပြီးတော့အသေးစိတ်သိချင်တဲ့ဆိုရင်တော့ description box လေးတွေက link လေးထဲမှာဝင်ရောက်လည်လာနိုင်ပါတယ်เนาะကျေးဇူးများကြီးတင်ပါတယ်အနေနဲ့နောက်ထပ် video လေးတွေမှာပြန်ဆုံကြပါမယ်ရှင်